2025ခုနှစ်မလ20ရက်နေ့တွင် US Smart Advanced Precision K Weapon Systems APKWS ကိုဆော်ဒီအာရေဗျာတို့ကန်ဒေါ်လာသန်း100ရောင်းချရန်အတည်ပြုခဲ့သည်။တလုံးတံပိုးနဲ့ဒရုန်းများအပါအဝင်ဝေဟင်နှင့်မြေပြင်ပစ်မှတ်များကိုထိမှန်နိုင်သည်။ယင်းလက်နက်များကိုဆော်ဒီအာရေဗျာတို့အမေရိကန်ကပထမဆုံးအကြိမ်ရောင်းချခြင်းဖြစ်သည်။ ယမန်ရှိဟူတီပြည်မများကိုဆက်လက်တိုက်ခတ်နေချိန်တွင်အမေရိကန်သည်ဆော်ဒီအာရေဗျတို့လက်နက်များရောင်းချရန်စီစဉ်လျက်ရှိသည်အဆိုပါတိုက်ခတ်မှုများသည်ပြည်ခဲ့သည့်စနေနေ့ကစတင်ခဲ့ပြီးအနည်းဆုံးလူ32ဦးသေဆုံးခဲ့သည်ဒါဟာသမ္မတဒေါ်နယ်ထရန့်အင်ဖြူတော်ဇန်နဝါရီလပြန်ရောက်ပြီးနောက်ပိုင်းအကြီးမားဆုံးစစ်ရေးစစ်ရေးဖြစ်ပါသည်ဒေတာတွင်တင်မှတ်မှုများမြင့်တက်လာတဲ့နေ့အမျှဒါက ကျောင်းဝယ်ခြင်းကိုဖြစ်ပေါ်လာခြင်းဖြစ်ပါသည်မလာ15ရက်မှစတင်ကယမန်ရှိဟူတီပြည်မများကိုအမေရိကန်ကမကြသေးမီကတိုးမြစ်တက်ခတ်ခဲ့ရအသေးပြောက်များစွာရှိခဲ့သည်ယမန်နိုင်ငံမြို့တော်ဆာနာကိုဟူတီများကတိမ့်ပိုက်လိုက်သည့်2014ခုနှစ်နောင်ပိုင်းတွင်ပြည်ပခန့်များစတင်ခဲ့သည်လူများစွာတိုက်စုံမှုစီးပွားရေးတွေကိုဖျက်ဆီးခဲ့ပြီးတန်ပေါ်များစွာသောလူများငတ်မုတ်ခေါမမှုကိုရင်ဆိုင်ခဲ့ရသည် ကြာရပတိနေ့တွင်ပနကိုဤကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှဆက်စပ်ပစ္စည်းများနဲ့လင့်ကျင်ပေးမှုများနဲ့အတူ APKWS ဒုံပြန်နှထောင်ကိုရောင်းချနိုင်ဖို့ရှိကြောင်းကွန်ဂရက်လွှတ်တော်သို့အကြောင်းကြားခဲ့သည်ရောင်းချမှုကိုနိုင်ငံခြားရေးဌာနကအတည်ပြုခဲ့တော်လဲဤဒီပေးချက်သည်စာချုပ်တစ်ခုလက်မှတ်ရေးထိုးပြီးပြီးသို့မဟုတ်ဆွေးနွေးပွဲများပြီးဆုံးသည်ဟုမဆိုလိုပါ basis ဆန်ကဤရောင်းချမှုအတွက်အဓိက contractor ဖြစ်မည်ဟုပန်ဒဂွန်ကပြောကြားခဲ့သည် စော်ဒီအာရေဗျသည်ယမန်ပြည်ပခါတွင်ရေကောင်းပါပါဝင်ပတ်သက်မှုကိုအဆုံးသတ်ရန်ကြိုးပမ်းလျက်ရှိသည်2021ခုနှစ်တွင်ကူလာမတီချကူကေဒီအဖြစ်ကကဆေးရုပ်နိုင်ငံရေးအရာဖြစ်စင်းရန်အဆိုပြုခဲ့သည်ချစ်ချစ်ရဲ့အမှုရာအဖြစ်စော်ဒီအာရေဗျသည်စာနာလေးစိတ်ကိုပြန်လည်ဖွင့်လှစ်ပြီးဟိုဒိုင်းတာစိတ်ကမ်းမတဆင့်လောင်စာစီနှင့်အစားအစာများတင်းတင်းခွင့်ပေးရန်ကံလန့်ခဲ့သည် ဆာဒီအာရဗျာတို့တိကျသောဒုံးကျည်များရောင်းချရန်အမေရိကန်၏ဆုံးဖြတ်ချက်သည့်အထူးသဖြင့်အမေရိကန်နှင့်ဟူတီတပ်ဖွဲ့များကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့်ပြည်ပကပုံမဆူမွာလာမီကိုဆွေးမြေမှမြစ်တက်လာခဲ့သည်အချိန်နေကဖွင့်ဖိုးဆက်ဖြစ်ပြီးဒေတာအတွင်းတည်ငြိမ်မှုကိုမိခဲ့သောအကျိုးတရားဒီကိုကဘာကနိကဆောက်ကြည့်လျက်ရှိသည်